ဘဝမှာတော့စိတ်နေလို့မရိုက်ချင်ဘူးတို့အဲဟိုအဲ့လိုမျိုးမရှိပါဘူးဒီတိကစင်းများရမှာအီတာလေ Hey! ဘာကစားရင်နဲ့ပြရလား။ဟောနာကြီးလို့နာကြီးလို့ခွေးလေးကိုင်းလို့ရှင်လေနာကြီးလို့ရှင်ရင်နဲ့အဲ့လိုမျိုးတော့လည်းမဟုတ်ပါဘူးသမီးလေး။အပြောကြပါဗျဟိုညီမတွေအမတွေကနည်းနည်းလေးလျှော့လို့ပါလားဟဲ့ဟိုဗါလဲများသလားလို့ပေါ့နော်သူတို့ကတော့ငါတို့ကတော့မသိဘူးပေါ့နင်တို့အကြောင်းဟုတ်တဲ့အဲ့လိုမျိုး အာနည်းနည်းလျှော့လို့မရအောင်ဒါလိုက်တာအဲ့လိုမျိုးလေးဖြစ်ချင်တာလေအဲ့လိုမျိုးလျှော့လို့ဆိုတော့ဒီဒီလျှော့လို့တော့ဒါပေမဲ့ဒါရိုက်တာအဲကလှုပ်စေချင်တာလေဒီနေရာမှာဒီလိုလေးလှုပ်စေချင်တဲ့အတွက်ဒါဒါရိုက်တာစိတ်ပေါ်မှာသူ့ဘယင်ပဲလေအဲသူ့ရဲ့ဆန္ဒအတိုင်းဒီဒီလှုပ်ပေးတာပါရဲ့ရင်ပြန်လာကြည့်တပ်ပြင်းမဲ့ဒေဗျောညပြောတပ်ပြင်းမဲ့ ကားလေးကကျတော့ဒီတိအခန်းလေးနဲပါတယ်အဲ၁၀ခန်း၁၁ခန်းပဲပါတယ်၁၁ခန်းပဲပါတယ်ဒါဟိုရင်မင်းသားလေး၄ယောက်ဆက်ပေါ့၄ယောက်ဆက်ဟိုရင်ဒီတိကကျတော့မင်းသမီးရဲ့အမေပေါ့မင်းသမီးရဲ့အမေဥထုတာနဲ့နင်မယားပေါ့ဥထုတာနောက်ဆုံးကျတော့ဒီကလေးလေး၄ယောက်ရဲ့အကြောင်းတစ်ခုခုကြောင့်ဥထုတာအဲဆုံးမသွားတဲ့အခါကျတော့အဲ့ဒီဟာကို ဟိုတမီးရမကျေနပ်လို့လေအဲ့လိုမျိုးလိုက်စုံဇာနဲ့ဟာလေးပေါ့ဟုတ်တယ်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 တမီးလေးဟုတ်တယ်ဟုတ်တယ်အဝိအဝိုက်ကလေးတွေတက်အတက်အစင်းလေးနဲ့အဲ့လိုရိုက်မှာတဲ့ဒါရိုက်တာပြောတတိဘဝမှာတော့စင်းနေလို့မရိုက်ချင်ဘူးတော့အဲဟိုအဲ့လိုမျိုးမရှိပါဘူးတတိကစင်းများရမှာအီတာလေစင်းပြောင်းများဖြစ်ပြောင်းများဖြစ်တယ်ဆိုတာတမီးလေးရဲ့ဟိုဘယ်လိုပြောမလဲ အသက်အရွယ်ရလာတဲ့ခါကျတော့လေစင်းများတော့နေတိုင်းအလုံးလို့ဟာနေတိုင်းအလုံးလို့ရတဲ့ခါကျတော့လေလူပြိုင်းလာလေပြိုင်းလာတော့အဲ့လိုမျိုးပါစင်းများတာတော့အမှန်တော့ကောင်းတာပေါ့သမီးလေးစင်းများတာလည်းကောင်းတယ်ဟိုစင်းနေတာလည်းတက်တက်တော့တာရိုက်ရတဲ့အခါမျိုးလည်းရှိတယ်စင်းများတော့လည်းကို့အတွက်လောက်ွက်တွေအများကြီးရှိတယ်ဒါပေမဲ့ကိုကတပြေပြေကြီးလာတဲ့ခါကျတော့လေစင်းများတော့အရန်ပင်မန်းလာလို့လေပင်မန်းလာလို့ဘာသာကတာမရဲချင်ဘူးပြောပါမာနောက်ဆုံးကြတော့လေ ရိုက်ရတာပါပဲအဲ့လိုပဲပေါ့ဖြည်း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 နဲ့ရိုက်ရရိုက်ရဟောပဲတမီးစွာနေလို့ပါမမီရဲ့ဒီတရားစွာနေနောက်ပြီးရုပ်တွေဆိုလို့ရှိရင်ဟိုတခါကြလဲဟိုပရိသတ်တရားပြောရဲများတယ်ရှော့လို့ပေါ့နော်အဲမျိုးတွေပြောတယ်အဲ့ဒါပေါ့ရှော့လို့ဆိုတော့တတိရှော့လို့တော့ဒါပေမဲ့ဒါရိုက်တာအကလှုပ်စေချင်တာလေဒီနေရာမှာဒီလိုလေးလှုပ်စေချင်တဲ့အတွက်ဒါက ဒါရိုက်တာစင်းပေါ်မှာသူ့ဘယင်ပဲလေအဲသူ့ရဲ့ဆန္ဒအတိုင်းဒီဒီလုပ်ပေးတာပါနောက်ပြီးတော့လဲဇက်ကိုဖတ်ကြည့်တဲ့အခါကျတော့ရှိရင်လဲနည်းနည်းရော့ရင်ကျတော့မကောင်းတော့ဘူးလေအဲ့လေအဲ့လိုမျိုးတွေပါသမီးတွေရဲ့အဲ့လိုမျိုးတော့လည်းမဟုတ်ပါဘူးသမီးတွေရဲ့အပြောကြပေါ့ဟိုညီမတွေအမတွေကနည်းနည်းလေးလျှော့လို့ပါလားဟဲ့ဟိုဗာလဲများသလားလို့ပေါ့နော်သူတို့ကတော့ငါတို့ကတော့မသိဘူးပေါ့နင်တို့အကြောင်းတဲ့အဲ့လိုမျိုးအာနည်းနည်းလျှော့လို့မရဘူးဒါရိုက်တာ အဲ့လိုမျိုးလေးဖြစ်ချင်တာလေအဲ့လိုမျိုးအဲအဲဒါဟိုစီးလေးတွေရှိတယ်လေအဲစီးလေးတွေရှိတယ်ဇညုံးကဒီလိုရေးထားတယ်ဒီလိုရေးထားတာကိုဟိုဒီလိုကြီးမပြောချင်ဘူးမပြောလို့မရဘူးလားတော့ဘာလို့အဲ့လိုမျိုးလေးတချို့ complaint တွေရှိတယ် complaint တွေရှိတဲ့အခါကျတော့ဟိုဇညုံးရေးထားတဲ့ဟာနဲ့အဲဒါရိုက်တာလိုချင်တာဒီစကားပြောမှကိုရမှာဖြစ်တဲ့အတွက်သူ complaint ကကျတော့ဟို cross တွေဖြစ်ကုန်လေအဲ့လိုမျိုးဖြစ်မှာဆိုလို့ ဒီဒီအဲ့လိုမျိုးတော့လဲဟိုတယ်အဲ့လိုဖြစ်မှာစိုးရရဲ့နောက်ပြီးတော့ဒီဒီအဲ့လိုမျိုးပြောတဲ့အလေအကျင်လည်းမရှိဘူးလေဟုတ်တယ်တခါကြလို့ရှိရင်လည်းဟုတ်တယ်ဟိုတကားလုံးပါတဲ့အခါကြာလေဟိုတကားလုံးတောင်းချမ်းနေတဲ့အခါကြတော့လေဟိုကို့အတန်တော်မှာတခါကြရင်ကို့အတန်တော်ကိုမုန်းတယ်သမီးအတန်ကြားနေရတာလေအတန်အရင်ဆော့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 နောက်နောက်တတိယအတန်နဲ့နဲ့စူးတယ်လေသွားပါပါအပြင်မှာနေရဲ့သွားပါဦးမိရဲ့မအီးချမ်းဘူးလေ စွာတာဆိုတာကဒါအေဂျင့်နဲ့အလုပ်တခုမဟုတ်ဘူးလေသမီးပူလောင်တဲ့အလုပ်လေးနော်အဲပူလောင်တဲ့အလုပ်လောဘတွေဒေါသတွေမောဟတွေနဲ့ရက်ရတာလေအဲ့လိုမျိုးပေါ့ပူလောင်နေလေပူလောင်တာလေးတကယ်မကြိုက်ဘူးလေအိမ်မှာဆိုတော့အေးအေးချမ်းချမ်းပဲဒါဖြတ်တန်းဖြစ်တာပေါ့နော်အိမ်မှာတော့သားသမီးတွေဆိုရင်တော့စုတယ်အာမီရဲဆူတယ်အဲ့လိုမျိုးလေဟိုဆူတယ်ဆိုတော့အမြဲတစေကြီးတော့လည်းမဟုတ်ပါဘူးဟုတ်တယ်မလားပြောသင့်တာပြောပြီးတော့ရိုက်လိုက်တယ် ဟိုရှာရီရှေ့မနေဘူးလေရှာရီရှေ့တော့တစ်ဖက်ကိုသားသမီးလည်းနာညီတယ်လေကိုလည်းပြောနေရတာလေအလကားကြီးမောတယ်လေနော်ပြိတက်ဒီအားလုံးလည်းဘဝတစ်လျှောက်လုံးကြည်ကြည်လင်းလင်းရွှေရွှေလန်းလန်းနဲ့ချမ်းသာဒုက္ခအပေါင်းနေပြည့်စုံကြပါစေလို့ဆုတောင်းပါတယ်နောက်ပြီးတော့အခုရိုက်မဲ့စိန်မန်းသက်စာဆိုတဲ့ကားလေးကိုလည်းလိလာကဲခံရင်းနဲ့ကြည့်ရှုပေးပါလို့ပြောချင်ပါတယ်